ဲ့အားလုံးပဲမင်္ဂလာပါနော်ကဲမင်္ဂလာရှိတယ်ညနေခင်းလေးပါကဲအားလုံးပဲကျွန်တော်ရဲ့လိုင်းရှိုးလေးတွေကိုပုံမှန်မြင်နဲ့စောင့်မျှော်ကြည့်ရှုနေတဲ့ကိုကိုမာတွေအားလုံးပဲမင်္ဂလာပါလို့နော်ပြန်လဲပြီးတော့နှုတ်ခွန်းဆက်သလိုက်ပါရယ်ဗျာနော်ကဲအားလုံးပဲအခုဒီလိုင်းရှိုးပြီပိုင်းလေးဒီအားလုံးပဲတရက်10လ2020နေ့9တရက်10လ2020နေ့9 ဗုဒ္ဓဖူးနေမနက်7:00နာရီတမိနှစ်အတွက်လုံးဝရှယ်ဝမ်းကျင်းเนาะဝမ်းကျင်းလေးတွေကျွန်တော်တို့ပြန်ပေးနေတယ်ဟုတ်လားအဲ့ဒီဝမ်းကျင်းထိမှပေါက်ပါမယ်ဆိုတဲ့ဒီဘိုင်ဘတ်ဒီဝမ်းကျင်းနှလုံးနဲ့ကျွန်တော်တို့ထိမှညှိမယ်ဆိုတဲ့ကီးပေါ့เนาะလေးလုံးကီးလေးနဲ့အဲ့လားလေးကိုကျွန်တော်တို့သွားမယ် ဲ့ဒီမှာကျွန်တော်တို့ဘာလီတွေထွက်မလဲဆိုလို့ရှိရင်အဒီကပေးကျင်တဲ့ message ကလုံးဝဘိုင်ဘတ်တီတလုံးဗုဒ္ဓဖူးနေ့မနက်7:00နာရီတမီနေ့အတွက်လုံးဝဘိုင်ဘတ်တီတလုံးမေဩတကွက်ကောင်းမေဩတကွက်ကောင်းကျွန်တော်တို့မှန်းသလိုပဲအားလုံးပဲဒီညနေမှာကျွန်တော်တို့เนาะပါဝါသုံးမှုညီကိုကြာပေးခဲ့တယ်ကျွန်တော်ရဲ့ခွန်ပိုင်ခွန်ပတ်တီကဲအားလုံးပဲအားလုံးပဲ ကဲကျွန်တော်နဲ့အကြိုက်တူတယ်ကြိုက်ပါတယ်ဆိုရဲကိုကိုမာရီခွန်ပိုင်ခွန်ပတ်သီးလေးနဲ့ပဲကျင်တယ်ဒါပြင်းတော်တော်တယ်နော်တော်တယ်စက္ကနီတော်တယ်နော်ဘလို့တော်လဲဆိုလို့ရှိရင်ကဏ္ဍလေးတွေချတာခွန်ကိုကျွန်တော်ဒီညနေဆိုလို့ရှိရင် အားလုံးကိုကျွန်တော်သေသေးချာချာလေးလဲပြောတယ်ကျွန်တော်နဲ့အကြိုက်တူရင်ခွန်ပိုင်ခွန်ပတ်သီးပတ်မယ်အားလုံးပဲကဲ ဲ့တော့ခွန်ပိုင်ခွန်ပတ်ကြီးပတ်တယ်ဆိုတဲ့ကိုကိုမာရီကဘလောက်ဖိုးလေးတွေပောက်တယ်ဘလောက်ဖိုးလေးတွေရတယ်ဆိုတော့ကို comment လေးထဲမှာတစ်ချက်လောက်เนาะပိုင်းလေးပြန်ပေးမယ်เนาะအားလုံးပဲเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒီညက်တွေပေါ့เนาะဒီညက်တွေကတော့ဒါကိုကိုမာရီရင်နာတာမနာတာတော့မသိဘူးကျွန်တော်ကတော့တော်တော်ရင်နာတယ်ဒီ98ညီကိုမှန်းသိတယ်ဗျာဒါပေမဲ့ကျွန်တော်တို့အဓိက main ဒီခွန်လေးခွန်6เนาะ ခွန်၄ခွန်၆ခွန်နှစ်ခွန်၄ခွန်၆ခွန်နှစ်ဒီ၃ကွက်ထဲမှာကျွန်တော်တို့ main ကြည့်ရတာအဲ့ဒီ၃ကွက်တာထွက်ခဲ့ရင်ကိုကိုမားလေးလုံးဝရှင်းရမဒါပြီးနေလေဘလို့လဲတော်ပါရဲ့ကျွန်တော်တို့ရဲ့ကဏ္ဍလေးနေရာမှာခွဲပြီးချပါ98เนาะတော်တယ်တော်ပါရဲ့တော်တယ်လို့ပဲပြောရမှာပေါ့ဗျာเนาะမတတ်နိုင်ုံလေးဒါကတော့ မနေ့ဖက်မှာကျွန်တော်တို့စိတ်မချရတဲ့ဘိုင်ဗယ်ဒီလုံးရှိတယ်စိတ်မချရတဲ့ဘိုင်ဗယ်ဒီကဓမင်းဟာတော့မဟုတ်ဘူးဗျเนาะဒါကိုကိုမားကြီးတချို့เนาะမထင်မှတ်တာလေးတွေလုတ်ပြီးတတ်တယ်ဆိုရင်ကျွန်တော်တို့ခွန်ကိုပေါ့เนาะအခုဥပမာပေါ့เนาะဒါအားလုံးကျွန်တော်ရဲ့အခုဒီ live show လေးကိုကြည့်နေကြတဲ့ကိုကိုမားကြီးအားလုံးကိုကျွန်တော်ကပေါက်စီခြင်းနဲ့ရားစီခြင်းနဲ့အဲ့တွဲကြောင့်ကျွန်တော်ကအနည်းဆက်ဆုံးနဲ့အဖြစ်နိုင်ဆုံးကိုကျွန်တော်အကောင်းဆုံးရွေးထုတ်ပေးတာအဓိက ပြောချင်တာကတော့ ဒီညနေမှာဒါပေမဲ့ကျွန်တော်တို့ရဲ့ဘိုင်ဘတ်စည်းတစ်လုံးစီခွန်မဟုတ်တာတော့သိကြတယ်ခွန်ကဘယ်လိုမျိုးလေးလာနိုင်လဲဆိုလို့ရှိရင်ညနေစည်းမှာနှလုံးထောင်နှလုံးပေါ့နော်ဆင့်ထားတယ်ပေါ့နော်ခွန်ညနေစည်းမှာနှလုံးဆင့်ထားတယ်ဒါဆိုလို့ရှိရင်သူကဒီလိုမျိုးလေး L ပုံစံမျိုးနဲ့သူကခွန်ကို နောက်ပိတ်ကနေကျွန်တော်တို့ကိုပို့မှာလာဒါဆိုရင်ထိတ်စည်းနှစ်ချိန်နဲ့မနက်စည်းကို နောက်ပိတ်တစ်ချိန် ို့မှလာအဲ့လိုမျိုးလေးပို့မှလာဒါကိုကိုကသိကျင်တယ်ကိုကသိကျင်တယ်ဆိုတော့ကျွန်တော်တို့ဘာနဲ့သိရမှာလဲဝင်နဲ့သိမှရမှာဒါပြီးနဲ့ကျွန်တော်မနှမ်းဖယ်မှာထုတ်ထားတဲ့ထဲထဲမှာတော့ခွန်တော့ပါတယ်ကိုကိုမားရီအနေနဲ့ဒါဟိုမဖြစ်မနေလေးမနှမ်းပါမတိမ်မရင်လေးပေါ့နော်လိုက်ပြီးတော့ကစားခြင်းနေနော်ဒီပတ်သီးလေးကိုပေါ့နော်ခွန်ပိုင်းခွန်ပတ်သီးလေးကိုစိတ်မချအောင်ပါပါလေးလိုက်ပတ်ခြင်းနေဆိုတော့ကိုကိုမားရီကပတ်ပါကျွန်တော်မတားဘူး မတားဘူးဆိုတာဘာကြောင့်မတားရလဲဆိုရင်အဲ့လိုမျိုးလေးသွားမယ်လို့ကျွန်တော်ယူဆတယ်နော်ယူဆတယ်ပေါ့နော်ဒါကယူဆတာခံမှန်းတာကျွန်တော်ရဲ့ letter site ကတော့မဟုတ်ဘူးခံမှန်း site ကနေပြီးတော့ပေးတာဒီလိုမျိုးလေးဒါဆိုလို့ရှိရင်တကယ်လို့များကျွန်တော်တို့မနက်ပိုင်းပိုင်းမှာပေါ့နော်အဲ့လိုမျိုးအဲပုံစံခွန်မဖြစ်ခဲ့ဘူးဆိုလို့ရှိရင်ညနေပိုင်းမှာခွန်ဆိုပြီးတော့ရိုက်နိုင်တယ်လို့ဒါကျွန်တော်တို့ယူဆရမှာเนาะ အဓိကကတော့ကျွန်တော်တို့လောဆယ်မနက်ပိုင်းမှအရင်သွားနေတာဖြစ်တဲ့အတွက်ကျွန်တော်မနက်ပိုင်းအတွက်ကိုပဲအဓိကထားပြီးတော့ကျွန်တော်တို့ပြောပြနေတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့မနက်ဖြန်မှာအဓိကကထိုးရမယ့်မင်းရတက်ခွက်ထင်းနော်အဲ့ဒီတက်ခွက်ကောင်းကိုထီထီမိမိလေးကစားမယ်မနက်ဖြန်မှာအားလုံးပဲကဲအခုတော့ကျွန်တော်ရဲ့ကိုမတွေကျွန်တော်နဲ့အကြိုက်တူတယ်ကဲခွန်ပိုင်းခွန်ခွန်ဘတ်ဒီ line ထိစီ ကဲဘလောက်ဘူးတွေပောက်တယ်ဘလောက်ဘူးတွေရတယ်ဆိုတော့ကိုအားလုံးပဲ comment လေးမှာ reply လေးပြန်မယ်အားလုံးပဲကျွန်တော်တို့အခုတရက်10လား2020နဲ့ငါဗုဒ္ဓဘုရင်မနက်မှာလဲဒါဒီတပတ်ကကျွန်တော်တို့ပတ်သီးလေးတွေကျွန်တော်တို့ပေးနေပြီဆိုရင်ကျွန်တော်တို့အဲ့ဒီပတ်သီးလေးတွေကိုအဓိကထားပြီးတော့ကစားဖို့တိုက်တွန်းညင်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့မနက်ဖြန်မှာလဲအဓိကကတော့ပတ်သီးပေါ့နော်ဒီညနေဆိုလို့ရှိရင်ဒါကိုကိုမားတွေအားလုံးပဲဒါကျွန်တော်ရဲ့ လိုင်ရှိုးလေးကိုကြည့်တယ်ကိုကိုမားလေးဆိုရင်နေ့တိုင်းဆောတဲ့ကိုကိုမားလေးဆိုရင်ငါးခွက်လောက်ကြည့်ရတယ်ခွန်နဲ့နော်ခွန်နဲ့ငါးခွက်လောက်ကြည့်ရတယ်ဟုတ်လားခွန်နဲ့ငါးခွက်လောက်ကြည့်ရတယ်အထက်မှာ main ဒီခွန်လေးနဲ့ခွန်နဲ့နှစ်ခွက်ပါမယ်ပြီးရင်ကျွန်တော်တို့မွေး60ခွန်ပါမယ်နော်ဒါဆိုလို့ရှိရင်ခွန်နဲ့ main ၃ခွက်ကြည့်ရတယ်ဗျာနော်အဲဓာမင်ကဏ္ဍလေးတွေကိုတော့မပြောတော့ဘူးနော် ကျွန်တော်တို့ဒီမနက်ဆိုလို့ရှိရင်ဒါခွန်ပိုင်းခွန်ပိုင်းနဲ့ဆိုရင်ကျွန်တော်တို့ဒါ main အနေနဲ့ပဲကစားကြတာပဲဒီညနေမှာအဲ့လိုအတီးလိုကစားတာမှာကျွန်တော်တို့နှစ်သီးစားမရလိုက်ဘူးဆိုတော့ကိုကူမားတွေတော့မသိဘူးကျွန်တော်ကတော့ရင်တော်တော်နာတယ်เนาะကျွန်တော်ကတော့ရင်တော်တော်နာတယ်မတတ်နိုင်ဘူးဒါပေမဲ့ကျွန်တော်ကိုရီးယားကစူးစားတာပဲစူးစားတာကိုအရာမထင်လာတာကတော့မတတ်နိုင်ဘူးအဲ့တော့ပတ်တယ်ဆိုတဲ့ကိုကူမားတွေထိစည်းဆွဲတယ်ဆိုတဲ့ကိုကူမားတွေအားလုံးပဲပေါက်ကြမယ်ရကြမယ်ဒါပဲ ဲ့တော့မနက်ဖြန်မှာကျွန်တော်တို့တရက်10လား2020နဲ့ငါနော်ဗုဒ္ဓဘုရားမနက်7:00နာရီတမီနဲ့အတွက်ကဏ္ဍလေးလိုက်မှတ်မယ်ဆိုတဲ့ကိုကူမာရီအားလုံးပဲကဏ္ဍလေးလိုက်မှတ်ဖို့အစဉ်စဉ်ပြင်မယ်ကြည့်ဒါဆိုလို့ရှိရင်အခုဒီ live show profile လေးကိုအများနဲ့စောင့်မျှော်ကြည့်ရှုနေတဲ့ကိုကူမာရီကောအခုမှတွေးလို့မြင်လို့ဝင်ရောက်အားပေးတဲ့လူသစ်ကိုကူမာရီကောအားလုံးပဲစိတ်ချမ်းသာခြင်းကိုရမ်းမှခြင်းနဲ့ ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလိုရာဆန္ဒလေးဒီတလုံးတော့ရဲပြည့်စုံကြပါစေလို့ကျွန်တော်ဥပါကျော်ဒူရီ YouTube channel လေးရနေပြီးတော့ဦးစောဘရမစုမုံကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာနော်ကဲမင်္ဂလာရှိတဲ့ညနေခင်းလေးပါကဲအဲ့လိုအဲ့တော့ကဏ္ဍဖက်မဲ့ဆိုတဲ့ကိုကိုမာရဲအစင်စင်ပြင်မယ်ဒါဆိုလို့ရှိရင်မနေ့ပြန်ဘော်ဒဘူးနေပေါ့နော်ဘော်ဒဘူးနေနေခင်းမှာကျွန်တော်ရဲ့အကိုမာရဲလူဟောင်းကိုကိုမာရဲအဖွဲဝင် ဂျင်းတဲ့ကိုကိုမာရီလူသေးကိုကိုမာရီအားလုံးကိုကျွန်တော်နှိမ့်ခင် like ပေါ့နော်နှိမ့်ခင်ဆက်နှစ်ခွဲတာနဲ့ like လေးတဲ့မှာအားလုံးကိုကျွန်တော်အဖွဲ့ဝင် copy မယ်အဖွဲ့ဝင်သမားတွေကတော့ဒါကျွန်တော်တို့အစီအပြေတယ်လို့ပြောလို့ရတဲ့အပတ်ဒီထဲမှာပါတယ်ပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ပုံမှန်လေးဒါအခွေနဲ့အတူကြာသာပြီးတောက်ကြမှာလေလက်ဆောင်နဲ့အတူဒါပုံမှန်လေးတွားနေတယ်ပုံမှန်လေးရနေတယ်ဆိုတော့ဒါအစဉ်ပြေးနေတာပဲ။ နေ့တိုင်းမှာလည်းကျွန်တော်ပြောတယ်ဘိုင်ဘက်သီးလေးတွေကိုအကြိုက်တူလို့လိုက်ပတ်တယ်ဆိုတော့ကုကုမာလေးအစင်ပူပြည်တဲ့ပြည်မယ်ပေါ့နော်အဲတော့အားလုံးပဲကျွန်တော်တို့ဘလို့ပဲဖြစ်ဖြစ်ဒါဒီအခုလိုက်ရှုလေးကနေပြီးတော့ကုကုမာလေးကကိုအတွက်အကျိုးမြတ်တစုံတရာလေးရရှိသွားတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ live show video လေးကိုတက်နိုင်သလောက်ပေါ့နော်အများပြင်မယ်အများတွေ့မယ်အများပေါက်ပါစေဆိုတဲ့စိတ်ဆန္ဒလေးနဲ့ကျွန်တော်ရဲ့ live show video လေးကိုတက်နိုင်သလောက် share မှု share လေးနဲ့ကူညီပေးမယ် ပြီးရင်ကျွန်တော်ရဲ့အခု channel လေးကိုပေါ့နော်ဥပါကျော် channel လေးကို subscribe လေးတွေနှိပ်ထားဖို့ကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့ဒါမှလည်းကျွန်တော်ရဲ့ live show video လေးတွေကို အမြဲတမ်းပုံမှန်မြင်ရမယ်အဓိကကတော့ live လက်မလေးတွေပုံမှန်နှိပ်ထားပေါ့နော်နှိပ်ထားဒါဆိုလို့ရှိရင်ကိုယ်ကိုယ်မာတွေပို့ပြီးတော့ကျွန်တော်ရဲ့ like လေးတွေကိုပို့ပြီးတော့မြင်ရတွေ့ရမယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ live မှတ်မယ်ဆိုတဲ့ကိုယ်ကိုယ်မာတွေအားလုံးပဲကျွန်တော်တို့ လိုက်မှတ်ဖို့အစဉ်စဉ်ပြင်မယ်။ကဲဒါဆိုလို့ရှိရင် တရက်10လ2020နဲ့ကနော်ဗုဒ္ဓဘူးနေ့မနက်7:00နာရီတမီနှစ်အတွက်ဘိုင်းပတ်တီအနေနဲ့ကျွန်တော်တို့စော့တဲ့နေဘိုင်းပတ်တီဝိုင်းချင်းလေးစီ6ဘိုင်း6ပတ်တီတစ်ဘိုင်းတစ်ပတ်တီ6တစ်ပတ်တီဖြစ်ပါတယ်။နော်6တစ်ပတ်တီဖြစ်ပါတယ်။နော်6တစ်ပတ်တီဖြစ်ပါတယ်။6တစ်ပတ်တီကိုမှ အဓိက main ဆော့ရမယ်ပတ်သီးပေါ့နော်အဓိက main ဆော့ရမယ်ပတ်သီးကိုကျွန်တော်နောက်ဆုံးမှာအဓိကဆော့ရမယ် main ပတ်သီးတစ်လုံးနဲ့ main တစ်ခွက်ကောင်းကိုပြောပေးမယ်အဓိက main ဆော့မယ်ပတ်သီးကတော့ဒါကုကုမာရီကိုကျွန်တော် main ခွက်လို့ပြောလိုက်တာနဲ့ဘယ်ပတ်သီးကိုအဓိကထားဆော့ရမယ်ဆိုတော့ကိုကုကုမာရီတည်မှာပါနော်ဒါဆိုလို့ရှိရင်အခုဒီလိုက်ရှိုးလေးကနေပြီးတော့ကိုကိုမာရီကဘာရသွားမလဲဆိုရင်အဓိက main ပတ်သီးတစ်လုံးနဲ့ main တစ်ခွက်ကောင်းကိုအဓိကထားပြီးရသွားမှာ ါဆိုရင် live show လေးကိုစလေအောင်ပြီးဆုံးတိုင်အောင်လို့ကြည့်မယ်။နော်။ကြည့်ထားဆိုလို့ရှိရင်အဖွဲဝင်တွေအားလုံးပဲမနက်ဖြန်မှာကျွန်တော်တို့ဗုဒ္ဓဘုနေတဏီကုံမှာကျွန်တော်တို့ရဲ့အခွေပေါ့နော်။အခွေစီပထမတစ်ချိန်ထွက်တယ်ဒုတိယတစ်ချိန်ထွက်ဖို့အတွက်ကျွန်တော်တို့မျှော်လင့်ပြီးတော့တွားနေတယ်ပေါ့နော်။ဒါဆိုရင်ဒုတိယအကြိမ်မှာအဖွဲဝင်လိုက်တဲ့ကိုကိုမာရီကခွန်ပိုင်ခွန်ပတ်သီးလေးနဲ့ထက်ရတယ်။ဒါဆိုလို့ရှိရင်နှစ်တီနှစ်ကြိမ်ရပြီဖြစ်တဲ့အတွက်အဖွဲဝင်ဒုတိယအဖွဲဝင်နဲ့ကိုကိုမာရီကတော့အဆင်ပြေမယ်။ ထမအဖွဲ့ဝင်ထားတဲ့ကိုကိုမာရီကဒါဆိုလို့ရှိရင် ကျွန်တော်တို့ကပြန်ပြီးတော့သုံးသက်ကြည့်လို့ရှိရင်ပေါ့နော်အဖွဲ့ဝင်တွေကိုဒါတစ်ချက်ပြောပေးတာပေါ့နော်ဒါကျွန်တော်ကထွေထူးတော့တိတ်ပြီးတော့မရှိပါဘူးနော်အဓိကပြောချင်တာကဂျာသာပရီတောက်ကြတွေကအဖွဲ့ဝင်ထားတဲ့ကိုကိုမာရီဆိုရင်ဂျာသာပရီတောက်ကြတောက်ကြနေမှာကျွန်တော်တို့လက်ဆောင်ဇာရူပတ်တိ၅ဘိုင်၅ပတ်တိနဲ့တစ်ချိန်ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ တနင်္လာအဖွေနေ့မှာအခွေလေးနဲ့လေးလေးဆိုပြီးတော့ရရပေါ့နော်ဒါဆိုလို့ရှိရင်ပထမတစ်ကြိမ်ဝင်တဲ့ကိုမားတွေကနှစ်ကြိမ်မြောက်ရတယ်ပေါ့ဒါဆိုလို့ရှိရင်နှောင်းထက်တစ်ကြိမ်အဖွေဝင်တဲ့ကိုကိုမားတွေကနောက်ထက်ကျတို့ဇာတို့ခွန်ပိုင်ခွန်ဘက်သီးလေးနဲ့ရတယ်ဒါဆိုလို့ရှိရင်ဒုတိယကြိမ်ဝင်တဲ့ကိုကိုမားတွေကတော့စောင့်ထုံပြီးအိတ်နော်ဖွဲ့ဝင်ကြီးဒါတထောင်ဝဲတထောင်ဝဲ၃000ဝဲရတာပေါ့နော်၃000နဲ့ တန်ရဲ့လားအဆင်ပြေရဲ့လားနော်ပထမတစ်ချိန်ဖွဲဝင်တစ်တောင်းခွင်းနဲ့အတွင်းနဲ့ကိုကိုမာရီကရောအဆင်ပြေရဲ့လားတန်ရဲ့လားနော်တန်တဲ့အထင်မှာကျွန်တော်ကြာသာပရိသတ်ကြောက်ကိုလက်ဆောင်နဲ့အတူအဖွဲဝင်စခေါ်မယ်အဖွဲဝင်စော့ကျင်တယ်ဆိုရဲလူဟောင်းကိုကိုမာရီအားလုံးပဲပြောင်းဝင်လို့ရပြီလူသစ်ကိုကိုမာရီလည်းအခုဒီလိုက်ရှိုးလေးကိုကြည့်လို့ကိုကိုမာရီကအာဒီစီယာနဲ့ကျွန်တော်ကျွန်တော်ကျမတို့အကိုတွေနော် လက်တွဲပြီးတော့ဆော့ကြည့်မယ်ဆော့မယ်ဆိုတဲ့ကိုကိုမားရဲ့အားလုံးကိုကျွန်တော်တို့ဘောလုံးနဲ့72ခွဲ live show မှာအားလုံးကိုအဖွဲဝင်ခေါ်မယ်ဖုန်းနံပါတ်ကလေးချပေးမယ်နော်အားလုံးပဲစောင့်ပေးနော်အဖွဲဝင်မဝင်ဘူးဆိုတဲ့ကိုကိုမားရီကတော့စောင့်မနေရဘူးလားဆိုတော့စောင့်နေနော်ကျွန်တော်ပြောတာကအဖွဲဝင်မယ်ဆိုတဲ့ကိုကိုမားရီကိုအဓိကပြောချင်တာမဟုတ်ဘူးအားလုံးကိုကျွန်တော်နှိမ့်လိုက် live ကနေပြီးတော့နှိမ့်လိုက်တင်မယ် နေ့တိုင်းပုံမှန်စောရဲကုကုမာရဲ့နေ့တိုင်း live လေးကိုကြည့်ကျွန်တော်အဖွဲဝင်ခေါ်ရဲဆိုတာကကျွန်တော်ပေးတာလေးကို live ဆော့နိုင်နေဆိုတဲ့ကုကုမာတွေကိုပဲအဓိကထားပြီးအဖွဲဝင်ခေါ်တာပါအဲ့တော့ကိုကအမျက်ကြံနေတယ်အမျက်ကြံအောင်ဆော့ခြင်းတယ်ဆိုတဲ့ကုကုမာတွေနော်ဒူးဒီကိုတိတ်ပြီးတော့နားမလည်ဘူးအကြောင်းမျိုးကြောင့်ရှုံးတယ်ဆိုတဲ့ကုကုမာတွေကိုပဲအဖွဲဝင်ခေါ်ပေးတာပါအဖွဲဝင်လို့အကျိုးမရုပ်သွားတာမျိုးကိုပဲလိုချင်တယ်နော်အဖွဲဝင်ကြီးလေးတစ်တောင်းဝဲသွင်းပြီးတော့ပေးတယ်ကနေမထိုးနိုင်ဘူးဆိုအလဲကားပဲလေဘာလို့မှလဲ ကျွန်တော်လည်းဒီတက်တောင်းခွဲကိုယူလိုက်ရတာကိုယ်စိတ်ထဲမှာမတန့်တယ်လို့ပဲခံစားရမှာလေကိုကိုမားတွေဟုတ်တယ်မလားကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့သွားမယ်เนาะတရက်10လ2020နဲ့ငါဗုဒ္ဓဘူးနေ့မနက်7:00နာရီတမီနေ့အတွက်အကောင်းဆုံးဘိုင်ပတ်သီးသည်6ဘိုင်6ပတ်သီး10ဘိုင်10ပတ်သီးပါเนาะ6ဘိုင်6ပတ်သီး10ဘိုင်10ပတ်သီး6 10ပတ်သီးဒါဆိုလို့ရှိရင် ကျွန်တော်တို့ main ပတ်သီးနဲ့အတူ main လေးခွက်ကိုစပြီးတော့ခေါ်ပါမယ်เนาะဒါဆိုလို့ရှိရင်တင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တစ်ခွန်ရှိမယ်တစ်နှစ်ရှိမယ်တစ်လေးရှိမယ်တစ်ကိုရှိပါမယ်တစ်ပိုင်းတစ်ပတ်ဒီနဲ့ပတ်သက်လို့ရှိရင်တစ်ခွန်ရှိမယ်တစ်နှစ်ရှိမယ်တစ်လေးရှိမယ်တစ်ကိုရှိမယ်ဒါသည်ကျွန်တော်တို့ main လေးခွက်ပါเนาะဒါသည် main လေးခွက်ပါဒါဆိုလို့ရှိရင်ဒူ main တခွက်သွားမယ်เนาะဒူ main တခွက်သွားမယ် ဒါဆိုလို့ရှိရင်ဒူမိန်၄ခွက်သွားမယ်ပေါ့နော်ဒူမိန်၄ခွက်သွားမယ်ဒါဆိုရင်ချောင်းထဲကကျွန်တော်တို့ကဒူမိန်ထဲမှာသွားပြီးထည့်ရမှာပေါ့နော်ဒါဆိုရင်တင့်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တခွန်၁၂တလေးတကိုးဒီမိန်၄ခွက်ဖြစ်ပါတယ်ဒူမိန်၄ခွက်ဒီကဲအားလုံးပဲဗီဒီယိုလေးဖြစ်တဲ့အတွက်ကိုကိုမာရီခဏန်းလေးကိုတော့ဒါတခါတလေရောက်လေရေးကြည့်ကြော်ကြည့်တာမျိုးတွေရှိလို့ရှိရင်တော့ကျွန်တော်လည်းမသိဘူးပေါ့နော် ဒါဆိုလို့ရှိရင်ကျွန်တော်တို့6ဘန်6ဘက်တီနဲ့ပတ်သက်လို့ရှိရင်60ခွန်ရှိမယ်6နှစ်ရှိမယ်64ရှိမယ်69ရှိပါမယ်ဒါဆိုလို့ရှိရင်6ခွန်ရှိမယ်6နှစ်ရှိမယ်64ရှိမယ်69ရှိပါမယ်ဒါဆိုလို့ရှိရင်6နဲ့ပတ်သက်တဲ့ main လေးခွက်ဒီ domain လေးခွက်ဖြစ်ပါတယ်တင်းနဲ့ပတ်သက်တဲ့ main လေးခွက်ဒီ main or လေးခွက်ဖြစ်ပါတယ်အထက်ထဲကမှကျွန်တော်တို့ main or တစ်ခွက်ကောင်းကျွန်တော်ပြောသလိုပေါ့နော်ခုနက ြောသလိုပေါ့เนาะတကယ်လို့ဒါကျွန်တော်တို့ဖန်နေဟာလေးမိခဲ့မယ်ဆိုလို့ရှိရင်เนาะဖန်နေဟာလေးမိခဲ့မယ်ဆိုလို့ရှိရင်เนาะဖန်နေဟာလေးမိခဲ့မယ်ဆိုလို့ရှိရင် tip by tip ပတ်သီးသီးကိုကိုမားရီအကြိုက်တူတဲ့ကိုကိုမားရီရဲ့ပတ်ပါเนาะ6 by 6ပတ်သီးကတော့မကောင်းမဟုတ်ကောင်းတယ် 6ကို ကြိုက်တဲ့ကိုကိုမာရီက6ကိုပတ်1ကိုကြိုက်တဲ့ကိုကိုမာရီက1ကိုပတ်ကျွန်တော်ကြိုက်တာနဲ့အတူတူအကြိုက်တူတဲ့ပတ်သီးလေးကိုပတ်မယ်ဆိုတဲ့ကိုကိုမာရီက1ပိုင်1ပတ်သီးကိုပတ်လို့ရပါတယ်ပြောချင်တာလေးကိုနားလည်မယ်လို့ထင်ပါတယ်။ဒါဆိုလို့ရှိရင်အခုဒီ live show view file လေးကိုကြည့်နေကြတယ်ကျွန်တော်ရဲ့အကူမားတွေအားလုံးပဲ main all တကွက်ကောင်းသွားမယ်။ main all တကွက်ကောင်းဒီကျွန်တော်တို့ tip by tip ပတ်ဒီနဲ့ပတ်သက်လို့ရှိရင် တစ်ခွန်သည်ဓကွက်ကောင်းဖြစ်ပါတယ်တစ်ခွန်သည်ဓကွက်ကောင်းဖြစ်ပါတယ်တစ်ခွန်သည်ဓကွက်ကောင်းမှာဘာကြောင့်ဒီဓကွက်ကောင်းကိုကျွန်တော်ရေးလဲဆိုလို့ရှင်အားလုံးသိရတဲ့အတိုင်းပဲပေါ့နော်တချင်လေးဖွင့်တာဆိုတော့သိစင်ပြူ like လေးရလဲစုံးပြီဆိုတော့အားလုံးပဲတစ်ခွန် main ဓကွက်ကောင်းဖြစ်ပါတယ်တစ်ခွန်သည် main ဓကွက်ကောင်းအဖွဲဝင်မယ်ဆိုတော့ကိုကိုမိုင်းရမနက်ဖြန်စနစ်ခွဲလိုက်မှာအားလုံးပဲ လူစုံတက်ဆုံလေးစောင့်ပေးနော်နေ့တိုင်းစောင့်မဲ့ဆိုတော့ကိုကူမားတွေလည်းမပါဘူးလားဆိုတော့ပါတယ်နော်အားလုံးပဲနေ့တိုင်းကလေးတည်နေမှာကျောင်းအားလုံးအဖွဲ့ဝင်ခေါ်မှာရှုကြတော့အဖွဲ့ဝင်ခေါ်ရင်ပျောက်ပျောက်သွားတယ်ဗျာအဲ့လိုတော့မဖြစ်စေချင်ဘူးအဓိကနားလည်မှုလေးရှိကိုအဖွဲ့မဝင်နိုင်ဘူးဆိုလို့ရှိရင်လည်းနေ့တိုင်းကလေးကိုပုံမှန်ထိုးရဲဆိုပုံမှန်လေးတက်လာခဲ့ပြီစနစ်ခွင်ရင် like လေးရှိပါတယ်နော်တချို့ယုံကြည်မှုရှိတဲ့ကိုကူမားတွေအဖွဲ့ဝင်မှာဒါလေးပဲပြောချင်ပါတယ် ကဲဒါဆိုလို့ရှိရင်အားလုံးပဲကျွန်တော်ရဲ့အခုဒီ live show profile ကိုစလဲအဆုံးပြီးဆုံးနိုင်အောင်ကြည့်ရကျွန်တော်ရဲ့ကိုမားရီအားလုံးပဲစိတ်ချမ်းသာခြင်းကိုရမ်းမခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒလေးတွေတလုံးတစ်ဝါးတွေပြည့်စုံကြပါစေလို့ကျွန်တော်ဟိုဘကြောဒူတီ YouTube channel လေးကနေပြီးတော့နော်ဦးစွာဘရမတ် sorry နော်စုမုံအောင်လေးတောင်းပေးလိုက်ပါတယ်အားလုံးပဲဘိုင်းပါကဲနှစ်ကြိမ်မြောက်ဘိုင်းပတ်သီးလေးတွေနဲ့ကျွန်တော်တို့ ထိတ်စီးဘိုင်ဘက်တီးလေးတွေနဲ့နှစ်ကြိမ်မြောက်မှီထုံးနိုင်ခဲ့ပြီ။ဘိုင်ဘက်မှာ